တော်ခိုင်နှင်းဝေအနေနဲ့နောင်ပွင့်မိဖျားရှင်ကိုဖူးမြော်ခွင့်ရနိုင်ပါသလားဖျားတဲ့နောင်ပွင့်မိဖျားရှင်ကိုဖူးမြော်ခွင့်ရမိကုသိုလ်၁၀မျိုးဆိုတာကို စာပေမှာဖော်ပြထားပါတယ်အဲ့ဒီကုသိုလ်၁၀မျိုးကဘာတွေလဲဆိုတာကိုဥစဉ်ဖတ်ပြမယ်နော်၁မိမိကိုယ်တိုင်ယဟန်ပါမနီတိလရှင်ဝိ၍ပရိယပရိပတ်တို့ကိုကြိုးစားအားထုတ်ခြင်းကုသိုလ်၂မိမိယမဖြစ်တဲ့သားသူတစ်ပါးယမဖြစ်တဲ့သားသမီးတို့ကို ယဟန်ခံပေးခြင်းရှင်ပြုပေးခြင်းကုသိုလ်၃မိဘကိုလှုပ်ကြွေးသောကုသိုလ်၄တရဏဂုံတိလမပြတ်စောင့်တည်သောကုသိုလ်၅ဖျားစီတီပထိုးចောင်းကံများကိုပြုပြင်လှူဒန်းပေးသောကုသိုလ်၆ဗောဓိညောင်ပင်စိုက်ပျိုး၍ညောင်ရည်သွန်လောင်းသောကုသိုလ်၇ရေတွင်းရေကန်တရာပြုပြင်လှူဒန်းသောကုသိုလ်၈အရုံစွာနေစွာလောင်းလှူသောကုသိုလ်ကိုယဟန်တို့အားပစ္စည်းလေးပါလှူဒန်းထောက်ပံ့သောကုသိုလ် တဆယ်ကမ္မထံဘာဝနာပွားများအထုတ်ရသော ကုသိုလ်တို့ပဲဖြစ်ပါတယ်။ဤကုသိုလ်၁၀မျိုးစလုံးကိုတော်၎င်းသို့မဟုတ်၁မျိုးမျိုးကိုတော်၎င်းဆွဆွမြဲမြဲလုပ်မယ်ဆိုရင်ဒေါခိုင်နှင်းဝေမှမဟုတ်ပါဘူးနော်။ဘသူမဆိုနောင်ပွင့်မိဖျားရှင်ကိုဖူးမြော်ရမှာဖြစ်ပါတယ်။အရှင်ဖျားတတိတော်အရန်တိကျင်တာလေးတစ်ခုရှိပါတယ်။မြတ်စွာဘုရားကပြိဋိနိဗ္ဗာန်ပြုကံဤဝတ်ပြူသားကိုဖုံးပေးပြီးအခြားတန်ကာတွေမစားခိုင်းဘဲ ေကျင်းတဲ့ဘာလို့မြုပ်ခိုင်းတာပါလဲရှင်းပြပေးပါဖရာတဲ့မြတ်စွာဘုရားကိုစုံတာကတ်တဲ့စွမ်းထဲမှာနတ်တွေကနတ်ဩဇာတွေထည့်ထားတဲ့အတွက်နတ်ဩဇာတွေပါနေတာကြောင့်မြတ်စွာဘုရားမှလွယ်၍အခြားသောဝမ်းမီမကောင်းတဲ့တတ္တဝါများစားတောက်မိမယ်ဆိုပါကအစာမကြေဖြစ်ပြီးပေဆုံးနိုင်ပါတယ်မြတ်စွာဘုရားကတော့ဝမ်းမီအမတန်ကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်တာကြောင့်အဲ့ဒီနတ်ဩဇာများကိုခြေဖြတ်နိုင်ပါတယ်ဒါကိုမြတ်စွာဘုရားကမြင်တော်မူတဲ့အတွက် ိုတော်မြတ်ဖုံးပေးပြီးလို့ကျွမ်းကြံရတဲ့အရာများကိုမြေချင်းတူပြီးမြုပ်ခိုင်းခြင်းဖြစ်ပါတယ်။နားလည်ပါစေနော်။အရှင်ဖေယားအိမ်အတွင်းကိုမိမတွေဝင်ခွင့်ရှိပါသလားဖေယားမိန်ကြားပေးပါဖေယားတဲ့။ဝင်ခွင့်ရှိပါတယ်နော်။ပိန်ဆိုတာကတီမာဆိုတဲ့ပုဂ္ဂလာတာပါ။တီမာဆိုတာအပိုင်းအခြားလို့အဓိပ္ပာယ်ရပါတယ်။ဘယ်လိုအပိုင်းအခြားကိုပြောတာလဲဆိုရင် ယဟန်တွေကံကြီးကံငယ်ဆောင်ဖို့အတွက်တိချာသတ်မှတ်ထားတဲ့အပိုင်းအခြားနေရာကိုပြောတာပါ။ဒါကြောင့်ပိန်ဆိုတာဟာထူးထူးဆန်းဆန်းနေရာမဟုတ်ပါဘူး။ယဟန်တွေကံကြီးကံငယ်ဆောင်ဖို့အတွက်တိချာသတ်မှတ်ထားတဲ့နေရာကိုပြောတာဖြစ်တဲ့အတွက်ပိန်ထဲကိုအမျိုးသားတွေလည်းဝင်လို့ရတယ်လို့အမျိုးသမီးတွေလည်းဝင်လို့ရပါတယ်။ကံဆောင်နေတဲ့အချိန်သာဝင်ခွင့်မရှိတာပါ။နော်။ တချို့ကအမျိုးသမီးတွေတိမ်ထဲမဝင်ကောင်းဘူးဆိုတဲ့အယူဝါဒရှိကြပါတယ်။ဖျားရှင်လက်ထက်တော်အခါကအမျိုးသမီးတွေဟာဘိက္ခုနေမဝတ်တော့မယ်ဆိုရင်ပိန်ဝင်ပြီးတော့အမျိုးသားယဟန်ထံမှာကမဝါတစ်ကြိမ်အမျိုးသမီးယဟန်ထံမှာကမဝါတစ်ကြိမ်ကမဝါနှစ်ကြိမ်တိတိဖတ်မှဘိက္ခုနေမဖြစ်ပါတယ်။အကယ်၍အမျိုးသမီးတွေတိမ်ထဲမဝင်ကောင်းဘူးဆိုရင်ဘိက္ခုနေသာသနာကိုမြတ်စွာဘုရားကခွင့်ပြုမှာမဟုတ်ပါဘူး။နော် ဒါကြောင့်အမျိုးသမီးတွေတိမ်ထဲဝင်ကောင်းပါတယ်နော်အရှင်ဖေယဘယ်သူပါပြောပြောမိသားစု အရေးရှိတယ်ဖေယနှလုံးသားထဲတရဏဂုံတည်နေရင်ရပြီတဲ့မှန်ပါတယ်နော်ဦးစင်းကလည်းမငင်းပါဘူးသို့တော့ပြောစရာတခုတော့ရှိပါတယ်ဒီကနေ့ခင်မှာကိုလက်အင်ကမပြည့်စုံတဲ့ငပန်ဖန်းဒုက္ခိတတွေတောင်မှလောကရန်ကိုရင်ဆိုင်ပြီးဘဝရက်တည်နေကြတာတွေရှိပါတယ် ဒါသွားရင်းလာရင်းနဲ့လည်းတွေ့နိုင်တယ်လို့ online ပေါ်မှာလည်းတွေ့နိုင်ပါတယ်เนาะကိုလက်အင်ကပြည်စုံတဲ့မိမိကမိသားစုစာဝတ်နေအစင်မပြေတာကိုအကြောင်းပြုပြီးတော့ဘာသာရေးကိုငွေနဲ့လာပြီးပြူစေတာကိုလက်ခံလိုက်မယ်ဆိုရင်ကိုကိုလက်အင်ကမပြည်စုံတဲ့ဒုက္ခိတတွေလောက်တောင်မှကာယအာစိတ်ဓာတ်အာတွေညှော်နေနေတဲ့သဘောဖြစ်မနေဘူးလားဟွန်း ဲ့တော့ဦးသိန်းပြောချင်တာကတရဏဂုံဆိုတာလေစိတ်ထဲမှာတည်နေရင်ပြီးတာပါပဲဆိုပြီးနှုတ်ကပြောရုံနဲ့မရဘူးကိုယ်တိုင်လည်းမကြိုးပေါအောင်ထိမ့်သိမ်းစောင့်ရှောက်ရသေးတယ်နော်ဒါကလေးနားလည်ပါစေလို့ဆုတောင်းပါတယ်ဖရာစွမ်းငတ်ဘူးလားသာသမီဘိုက်စာတဲ့ကြုံဘူးလားကယ်ဒီမောင်းတာတထေးမဟုတ်ဘူးဒီကနေ့ခေတ်ထမင်းတန်းနဲ့စားရဖို့ဘလောက်ခက်ခဲတယ်လေသိလားတဲ့စာတင်တိုက်မှာနေတော့ကထမင်းငတ်တာလဲကြုံဘူးပါတယ် သင်္ကန်းခက်ခဲဖြစ်တာလဲကြုံဘူးပါတယ်။စာဥစာတန်းခက်ခဲဖြစ်တာလဲကြုံဘူးပါတယ်။အခုចောင်းတိုင်ဖုန်ကြီးဘဝရောက်တော့လဲပဲချမ်းသာတဲ့ရွာမှာចောင်းလာထိုင်တာမဟုတ်ပါဘူး။ငန်းပါတဲ့ရွာမှာကိုတူကိုထားစနစ်နဲ့ចောင်းထိုင်တာပါ။ចောင်းမှာတန်းကား10ပါးလောက်ရှိပါတယ်။အဲ့ဒီ10ပါးလောက်ကစားရည်နေရည်ကျန်းမာရေးကိုပူးစင်တာဝန်ယူထားတာပါ။ဒုက္ခဆိုတာဟာလူမှရှိတာမဟုတ်ပါဘူး။ယဟန်းမှာလည်းရှိပါတယ်။ ဥထုဇဉ်မှစ၍ဟိုအမျက်မျက်ဆုံးဖြစ်တော်မူတဲ့မြတ်စွာဘုရားအထိလောကရန်ရိုက်ခတ်ခြင်းကိုခံရပါတယ်။ဥဇဉ်တို့ကပုထုဇဉ်တွေဖြစ်တဲ့အတွက်လောကရန်ဤရိုက်ခတ်ခြင်းကိုကော့နေအောင်ခံရပါတယ်နော်။ဘလောက်ပဲခံရသည် ဖြစ်ပါစေကိုယုံကြည် ကိုးကွယ်တဲ့ဘာသာတရားကိုတော့ငွေနဲ့ရောင်းမစားပါဘူး။အဲ့ဒီတော့ဒကာလေးကိုဥဇဉ်ပြောကျင်တာကအွန်လိုင်းပေါ်မှာကကောင်းတာတွေလည်းရှိတယ်လို့ဆိုးတာတွေလည်းရှိပါတယ်။ ကောင်းတာတွေပဲဖြစ်ဖြစ်ဆိုးတာတွေပဲဖြစ်ဖြစ်မိမိမကြည့်ချင်ရင်ကြော်သွားလို့ရပါတယ်မကြည့်လို့လည်းဘယ်သူမှတရားမစွဲသလိုကြည့်လို့လည်းဘယ်သူမှမချင်းမွမ်းပါဘူးနော်အဲ့ဒီအတွက် အကုသို့ဖြစ်မနေပါနဲ့ဖုံဖုံဖေးရတပြည့်တော်ကခရိယံပါငရဲပြည်နတ်ပြည်ဆိုတာဘယ်သူလောက်တာလဲတဘာဝအတိုင်းဖြစ်တာလားတဲ့တဘာဝအတိုင်းဖြစ်တာမဟုတ်ပါဘူးလုတ်တဲ့သူရှိလို့ဖြစ်ပေါ်လာတာပါ ်ငားလေအောင်ဥပမာနဲ့ပြောရမယ်ဆိုရင်ကဘာဥစကာသလူတွေဟာအပြစ်မလုပ်ကြတဲ့အတွက်သူတို့ကိုအပြစ်ပေးပြီးထောင်ချခြင်းဆိုတာမရှိပါဘူးနောက်ပိုင်းလူတွေဟာအကျင့်တရားတွေပြပြလာပြီးအပြစ်လုပ်လာကြတဲ့အတွက်သူတို့ကို ထောင်ချပြီးအပြစ်ပေးခြင်းဆိုတာတွေပေါ်ပေါက်လာပါတယ်အဲ့ဒီလူတွေပေါ်ပေါက်လာရတဲ့အကြောင်းရင်းဟာလူတွေအပြစ်လုပ်လို့ပေါ်ပေါက်လာရတာဖြစ်ပါတယ်အဲ့ဒီဥပမာတိုင်းပါပဲငရဲပြည်တွေနတ်ပြည်တွေဆိုတာလူတွေပြုတ်လုထားတဲ့ အကြောင်းတရားကောင်းမှုမကောင်းမှုတို့ကြောင့်ပေါ်ပေါက်လာသောအကျိုးတရားတွေသာဖြစ်ပါတယ်။အစာတသက်လဲညီမျိုးတယ်လို့ကြားဖူးပါတယ်။အဲ့ဒါတကယ်လားအရှင်ဖုရားတဲ့။သားသမီးတွေကမိဘတွေကိုတခေါမခံပြန်ပြောတဲ့အခါမှာနေဟာအစာတသက်လို့ညီမျိုးမဲ့ကောင်းပဲလို့မိဘတွေပြောတာကိုငယ်ငယ်တုန်းကကြားဖူးပါတယ်။ အဲ့ဒီတုန်းကတော့အဇာတသက်ကိုရေမျိုးခံရတယ်လို့ထင်ခဲ့မိပါတယ်။သာသနာဘောင်ထဲရောက်တဲ့အခါကျမှအဇာတသက်ဟာရေမျိုးမခံရဘူးဆိုတာကို သိခဲ့ရပါတယ်။အဇာတသက်သည်သောတာပန်ဖြစ်တဲ့ဖခင်ဗိမ္ဗိတာရမင်းကြီးကိုတတ်ခဲ့တဲ့အတော့ရေမျိုးခံရလောက်တဲ့အနေအထားထိရှိတော်လဲပဲ။ဖျားရှင်နဲ့တွေ့ပြီးတမ္မညဖလားတုတ်ကိုနာကြားရတာကြောင့် ညီမျိုးခံရတဲ့ဘေးမှလွတ်မြောက်ခဲ့ပါတယ်။သို့တော်လည်းပဲသူ့ရဲ့သားတော်ဖြစ်တဲ့ဥဒိယဘုရားကသူ့ကိုပြန်တတ်တာကြောင့်ကွယ်လွန်ပြီးလောဟကုံပြီးငရဲကိုကြားရောက်ခဲ့ရပါတယ်။ဒါကြောင့်အဇာတသက်သည်ညီမျိုးခံရတာမဟုတ်ဘူးလို့မှတ်သားထားရမှာဖြစ်ပါတယ်။အရှင်ဘုရားအိမ်တက်တက်မလုပ်ဘဲမနေကောင်းဘူးဆိုတာ ဟုတ်ပါသလားဘုရားတဲ့။ဘုရားဘာသာဝင်တွေဟာအိမ်အစ်စ်စောက်ပြီးပြီဆိုရင် ဖရာအမှုရှိတဲ့တန်ကားတော်တွေကိုမိမိတို့အိမ်အစ်စ်ပေါ်သို့ပင့်ဆောင်ပြီးအရာနာကြခြင်းစွန့်ကပ်ခြင်းစတဲ့ကုသိုလ်ကောင်းမှုတွေကို ပြုလုပ်တတ်ကြပါတယ်။ဒီအလေးအထဘယ်ကနေဖြစ်ပေါ်လာတာလဲဆိုရင်ဖရာရှင်လက်ထက်တော်အခါကအဇာတပတ်မင်းဤအမတ်နှစ်ယောက်ဖြစ်တဲ့သုဏိဒအမတ်နဲ့ဝတ္တကာရအမတ်တို့ဟာပါတလိပုတ်ရွာမှာအိမ်အစ်စ်တွေစောက်ကြပါတယ်။အိမ်အစ်စ်စောက်ပြီးတဲ့အခါမှာ ဖရာအမှုရှိတဲ့တန်ကြာတော်တွေကိုအိမ်အစ်စ်ပေါ်သို့ပင့်ဆောင်ပြီးတရားနာကြခြင်းစွမ်းကပ်ခြင်းစတဲ့ကုသိုလ်ကောင်းမှုတွေကိုပြုလုပ်ကြပါတယ်။အဲ့ဒီအခါမှာမြတ်စွာဘုရားကပညာရှိသော ပုဂ္ဂိုလ်တို့သည်မိမိတို့ နေရာအစ်စ်အိမ်အစ်စ်ပေါ်သို့သီလရှိတဲ့ပုဂ္ဂိုလ်တို့အားပင့်ဆောင်ပြီးတရားနာကြခြင်းစွမ်းကပ်ခြင်းစတဲ့ကုသိုလ်ကောင်းမှုတွေကိုပြုလုပ်၍အမြအတန်းတွေပေးဝေမယ်ဆိုရင် မိမိတို့ပတ်ဝန်းကျင်မှာရှိတဲ့နှကောင်းနှမြတ်တွေကချစ်ခင်ပြီးစောင့်ရှောက်ကြလိမ့်မယ်လို့ဟောကြားတော်မူပါတယ်။အဲ့ဒီအချိန်ကနေစပြီးအိမ်သက်တက်ပြုလုပ်လာကြခြင်းဖြစ်ပါတယ်။အိမ်သက်တက်မလုပ်ဘဲမနေကောင်းဘူးလို့ဖះရှင်ကမဟောကြားပါဘူး။အိမ်သက်တက်မလုပ်ဘဲနေရင်ကုသိုလ်မရယူဘဲရှိပါတယ်။နော်အားလုံးပဲမင်္ဂလာပါ။ချမ်းသာစွာနေထိုင်တဲ့ဤလေးဦးစင်းမျှဝေပေးပါမယ်နော်။တခါတုန်းက အရှင်နုရုဒ္ဓမထေရအရှင်ကိမိလမထေရအရှင်လန္ဒီယမထေရအထေ၃ပါးတောအုပ်တစ်ခုမှာတရင် သုံးတော်မူပါတယ်။တနေ့မြတ်စွာဘုရားကိုတော်တိုင်ကြွရောက်ပြီးချက်သားတို့ချမ်းသာစွာတရင်သုံးနိုင်ကြရဲ့လားလို့မေးတော်မူပါတယ်။အဲ့ဒီခါမှာတပည့်တော်တို့ချမ်းသာစွာတရင်သုံးနိုင်ပါတယ်ဘုရားလို့ရှောက်ထားတော်မူပါတယ်။ဘယ်လိုနည်းဘယ်လိုပုံစံနဲ့ချမ်းသာစွာတရင်သုံးတယ်လဲလို့ဘုရားရှင်ကမေးတော်မူတဲ့အခါမှာအောင်တော်ကြီးဖြစ်တဲ့အရှင်နုရုဒ္ဓမထေရက တပည့်တော်သည် အကြီးဆုံးဖြစ်တဲ့အတွက်အငဲနှစ်ပါးရဲ့အပေါ်မှာကာယကံမေတ္တာဝစီကံမေတ္တာမနောကံမေတ္တာဖြင့်စောင့်ရှောက်ပြီးသတင်းသုံးပါれဖုရားငါကအကြီးပဲဆိုပြီးတော့ထင်ရမဆိုင်ပါဘူးဖုရားလို့လျှောက်ထားတော်မူပါれအငဲနှစ်ပါးကလည်းပဲတပည့်တော်တို့ကအငဲဖြစ်တဲ့အတွက် ကြီးသူရဲ့အပေါ်မှာတပည့်တော်တို့မဆိုးပါဘူးဖုရားနောင်တော်ကြီးအရှင်သုရုဒ္ဓမထေရ်ဤဆုံးမတဲ့အတိုင်းတပည့်တော်တို့ကြင်ကြံနေထိုင်ပါれဖုရားတပည့်တော်တို့သည် လူကသာ၃ပါးဖြစ်နေပေမဲ့စိတ်ကတော့တစ်စိတ်တည်းရှိပါတယ်ဖုရားဤလိုနီးဖြင့်နေထိုင်ခြင်းကြောင့်ချမ်းသာစွာနေရခြင်းဖြစ်ပါတယ်ဖုရားလို့ပြောထားတော်မူပါတယ်အဲ့ဒီခါမှာမြတ်စွာဘုရားကတာရုခေါ်တော်မူပါတယ်နော်ဦးဇင်းတို့တက္ကရာကမတွေလည်းပဲတအိမ်တည်းအတူနေပြီးမတည့်ကြရတဲ့အကြောင်းရင်းဟာအဲ့ဒီလိုစိတ်ဓာတ်မျိုးတွေမရှိလို့ပဲဖြစ်ပါတယ်အကြီးကအကြီးစိတ်ဓာတ်ရှိပြီးတော့ကာယကံမေတ္တာဝစီကံမေတ္တာမနောကံမေတ္တာဖြင့် ငယ်သူတို့ရဲ့အပေါ်မှာစောင့်ရှောက်မယ်။ငယ်တဲ့သူတွေကလည်းပဲကြီးသူရဲ့အပေါ်မှာစိုးသွမ်းခြင်းမရှိပဲကြီးသူရဲ့ဆုံးမတဲ့အတိုင်းနေထိုင်မယ်ဆိုလို့ရှိရင်ဘယ်နေရာဘယ်ဒေသမှာပဲနေနေချမ်းသာစွာနေရပါတယ်နော်။ဒါကြောင့်ချမ်းသာစွာနေခြင်းတဲ့ဆိုရင်ဤမထေမြတ်၃ပါးနေထိုင်တဲ့ဤအတိုင်းနေထိုင်ပါလို့ပြောကြပါတယ်။